မௌဒမကန်းလွန်လောက်ကမှာမင်းရဲ့သူစီမံကိန်းတူဖော်ရေးအတွက်မြန်မာနဲ့ထိုင်းကုမ္ပဏီတို့လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါဗျ။မေ29ရက်ကစွန့်ဝင်ကြီးဌာနမြန်မာရေနံနဲ့တဘာဝတက်ငွေလုပ်ငန်းနဲ့မြန်မာနိုင်ငံအခြေစိုက်ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်တဲ့ Gulf Petroleum မြန်မာ Company Limited တို့အကြားမௌဒမကန်းလွန်လောက်က M-Dan မင်းရဲ့သူစီမံကိန်းမှာရေနံနဲ့တဘာဝတက်ငွေရှောင်းဖွေတူဖော်ထုတ်လုပ်သွန်းဆွဲနိုင်မှုအတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခန်းစားရေးစာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုဝဲအခမ်းအနားကိုစွန့်ဝင်ကြီးဌာနနေပြည်တော်မှာပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ နိုင်ငံတော်အနေနဲ့လက်ရှိအချိန်ထိရင်းနှီးတဲ့သဘာဝတန်ခွင့်ရှောင်ဖေးတူဖို့ထုတ်လုပ်ခြင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတဲ့ရဲတနာရဲတကောဇော်တိကရွှေကန်းလွန်စီမံကိန်းကြီးလေးကိုထမံရှောက်ဖွေတူဖို့ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေတဲ့ကန်းလွန်စီမံကိန်းကြီး2ခုစုစုပေါင်းကန်းလွန်စီမံကိန်းကြီး6ခုရှိပြီးဖြစ်တာကြောင့်အခုမော်တမကန်းလွန်လောက်ကွအမ်တန်မင်းရဲသူစီမံကိန်းဟာနိုင်ငံတော်ရဲ့တတ်တမမြောက်ကန်းလွန်စီမံကိန်းကြီးဖြစ်တယ်လို့နာဆာကလက်ထက်ပထမဆုံးအကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့ကန်းလွန်စီမံကိန်းတစ်ခု ဖြစ်တယ်လို့သိရပါတယ်